လန်းစားမှာတော့လူတယောက်ကအပြေးလိကျင်နေပြီးသူ့နောက်ကနေအင်ဂျီအနီခက်ဝဝနဲ့လူတယောက်ကကြောတက်သွားပါတယ်။ဒီလိုနဲ့ဆက်ပြေးနေကြရင်တနည်းအားရောက်မှာတော့အင်ဂျီအနီနဲ့သူကနေရာတစ်ခုမှာရပ်လိုက်ပါတယ်။ပြေးနေတဲ့သူကလည်းလူဝါကြီးကိုအပြင်းမြတ်လိုချီကျူးနေတော့အင်ဂျီအနီနဲ့သူကသူ့ရဲ့နှလုံးကိုဖောက်ထုတ်ပြစ်လိုက်ပါတယ်။ဈေးတခုထဲမှာဒင်းနဲ့ဆန်အားတော့ထုံးဆန်တိုင်းစကားရင်းများနေကြပြီးဆန်အားတော့နားကျင်နေကဒင်းအားတော့ဆန်အားတစ်နေ့လုံးနားပြီးဖြစ်လို့အလုပ်ကိုလုပ်ပြီးကဲပြုတ်ချကြမယ်လို့ပြောနေပါတယ်။လက်ရှိမှာလည်းဒင်းဟာအမှုတခုကိုတွေ့ထားအကြောင်းဆန်အောက်ခေါ်ပြီးစုံစမ်းဖို့လုပ်ကြပါတယ်။ အမှုကတော့လူတယောက်ကရဲစက်စက်အသက်ခံရတာဖြစ်ပြီးနှလုံးထုတ်ခံရကရွှေငွေပစ္စည်းတွေဘာမှမယူသွားကြအောင်ရဲတွေကလည်းအကြအိုက်နေကြပြီးပန်းချန်တွေဟာစောင့်ကြည့်ကင်မရာမှတ်တမ်းကိုပြန်ကြည့်ရော်လဲတိုက်ဆုံသူတောက်ကနေလူတယောက်ကကြောက်တက်သွားတာကိုပဲမြင်လိုက်ရကြအောင်ထို့သူကိုမေးကြည့်ရော်လဲထို့သူကတိုက်ဆုံသူကိုဖျက်ကျော်ခဲ့ပြီးနောက်မှာတော့သူဘာမှမှတ်မိတော့ဘူးလို့ပြောပါတယ်။ဆန်ကတော့အဲစကားကြောင့်လူဝါကြီးကိုမတင်ကားလို့ထို့သူရဲ့နေရာလိုက်စာကိုမိလိုက်ကလိုက်ဆောင်ဆန်ပါတယ်။ဒီလိုနဲ့သူတို့လေဖောင်းဆိုတဲ့လူဝါကြီးစီရောလာကြကတိမ်လုံးမှာအလေးပစ္စည်းတွေပြည့်စက်တင်နေပြနေပြီးခါတော်ကိုအတွက်ဆိုကထူးဆဲဆဲအခြေတွေကိုလည်းတောက်နေပါဗျာ။ ဆန်ကတော့ဖောဖက်ဒေါ်လာခဲ့တဲ့သူအကြောင်းကိုတိတိလောက်ဖြေခိုင်းရာဖောကတော့သူဟာ DM ဖက်ဒေါ်လာခဲ့တာပဲရှိတာအဲ့လိုတိလည်းမသိဘူးမြင်လည်းမမြင်ဘူးလို့ပြောပါတယ်အဲ့အချိန်မှာဒင်းမဝင်လာပြီးဖောကိုကြည့်လိုက်ကတိတဲ့သူဟာမိတဲ့အများကြီးငယ်ပြီးခန္ဓာကိုယ်လည်းအယမ်းပိန်တဲ့ဟာကိုမင်းကဘယ်လိုပြီးတော့သူ့ကိုကြောက်အောင်ပြေးခဲ့ရတယ်လို့မေးလိုက်ပါတယ်ဖောကတော့အဲ့စကားတွေကြားအောင်များမနေပဲသူဟာအရင်တော့ဟာအားကားသမားတစ်ယောက်ဖြစ်ပြီးအခုနောက်ပိုင်းမှာအထိုင်များပြီးတော့ဝိတ္တလာတာဖြစ်ကြောင်းပြောပါတယ်ဒါမဲ့လွန်ခဲ့တဲ့နှစ်လောက်ကနေစပြီးသူဟာအကျမ်းမကြီးအတွက်စိုးရင်ခဲ့ရကြအောင်၄ချိန်ခန့်နေကိုပြတ်လုံနေတာပါလို့ပြောလိုက်ပါတယ် ဒီစကားကြောင့်ဒိမက်ဆန်တို့လည်းဘာမှဆံမေးလို့မရတော့ပဲသသောင်းတစ်ခုတည်းကိုပဲရောက်လာပြီးဖောအကြောင်းပြောနေကြပါတယ်။ဒင်းကတော့ဖောရဲ့အိမ်ထဲမှာဆာလဖာ EMF စိမ်းစာထုတ်တယ်ဘာမှမရှိဘူးလို့ပြောနေရင်တင်းကိုဖက်ကြည့်လိုက်ရာလူငယ်6လတော့တော့လည်းအခုလိုမျိုးနှလုံးကိုထုတ်ခံနိုင်ရတဲ့အမှုဟာရှိနေပြီးကျူးလို့သူဟာရဲတဲ့ဖြစ်ပြီးသူ့ရဲ့နာမည်ကအာသာဖြစ်ကြောင်းသိလိုက်ရတယ်စုံစမ်းမှုတွေထွက်လာကြပါတယ်။ ရဲကနာမှာတော့အာသာ20လုံးလုံးတာဝန်ထမ်းဆောင်ခဲ့ပြီးရဲကောင်းတယောက်ဖြစ်ခဲ့ပေမဲ့လူငယ်6လလောက်ကတော့သူ့စီကိုဒလီလာပို့တဲ့သူကိုသူ့ရဲ့အိမ်ရှိမှာပဲရင်မအပေါက်နဲ့တွေ့လိုက်ရတာအာသာကတော့သူ့ရဲ့လူလိမ့်နေပြီးဝုန်းဝုန်းနေကြောင်းပြောပါတယ်။ဒါကြောင့်ဒေးမက်ဆန်လည်းအာသာနဲ့တွေ့ခွေတောင်းကြတဲ့အခါအာသာကလုံးဝဆင်းရဲလူနဲ့မကတ်တော့ဘဲတခုခုကိုကြောက်ရွံ့နေတဲ့ပုံဖြစ်နေပြီးစကားတစ်ခုကိုပဲထက်ကထက်ကဘလုံးမထွေးပြောနေရင်ဆိုင်ရဲ့အမေဒီကိုလည်းလုံးဝမဖြစ်နိုင်ပါဘူး။ ဘေးရတော်အတာကိုမင်းရဲ့နားထဲမှာအတန်နေကြနေရလားတခုခုကမင်းကိုစေခိုင်းနေရလားလို့မင်းနေရင်လက်ကိုရေမန်းနဲ့ပတ်ကြည့်လိုက်တော့ဘာမှမထူရကြအောင်ဒီကိစ္စကနှဆိုးဝင်မှုခံနေရတာမျိုးမဟုတ်တော့ဘူးလို့ကောက်ချက်ချလိုက်ပါတယ်ဒီလိုနဲ့ညဘက်ရောက်မှာတော့အတာဟာအရန်လုံးလုံးနေပြီးအောက်ကတန်ကရင်ရဲ့အပိုင်းတစ်ခုကိုဆွဲပြိုးလိုက်ကသူ့ရဲ့မျက်နှာကိုသူထိုးချပစ်လိုက်ပါတယ်ဒေးရက်ဆရာတော့ဒင်းရဲ့အသက်ဆက်ဆက်သူကြိုးသားပန်းစားနဲ့ဝယ်လာတယ်အလိုတချို့ဘာသာပြန်တဲ့ဆက်နဲ့အာသာပြောတဲ့စကားတွေကိုဘာသာပြန်ကြည့်လိုက်ရအာသာဆက်တော့နားမလည်တဲ့စကားတွေနဲ့ပြောတာကြောင့်သိလိုက်ရပါတယ် အဲ့ရှိမဲ့ရဲစခန်းစီကနေဆန်စီကိုဖုန်းဝင်လာကြအောင်ဒင်းတို့လည်းတည်ရသွားပြီးသေးဝအပြန်ပြေးလိုက်လာကြရာအာတာကိုတွေ့လိုက်ရပါတယ်။သူနာပြူကတော့အာတာကဆစ်ဖို့ပြီးတော့သူ့ရဲ့မျက်လုံးကိုသူစီးကြောက်နဲ့ထိုးလိုက်တာလို့ပြောပါတယ်။ဒင်းကလည်းအာတာရဲ့မျက်လုံးကြီးကတာမန်နဲ့မတူဘူးတော့အယောင်နဲ့လက်နေလို့ပြောလိုက်တာကြောင့်သူနာပြူကအာတာလုံခဲ့တဲ့နေ့တုန်းကလက်ကြည့်လို့အစားတို့ကူတာမှုကိုခံယူထားကြောင်ပြောလိုက်ပါတယ်။အခုသူထိုးပေါက်တဲ့မျက်လုံးကလည်းသူကုခဲ့မှုတဲ့မျက်လုံးဖြစ်ကြောင်သူနာပြူမှလည်းပြောလိုက်တာကြောင့်ဒင်းကလည်းတခုခုသဘောပေါက်သွားပြီးသူ့ကိုခန္ဓာကိုယ်အစ်မဲလူခဲ့တဲ့သူကြောင့်သုံးသပ်ခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့မနေ့ကျတော့ဆန်အားဖောလေလုံခဲ့တဲ့နေ့တော့မှကျမကြီးယူဆိုင်တက်လာပြီးအခုအာသာကလည်းလုံခဲ့တဲ့နေ့ကမှမျက်ကြည့်လာလဲတယ်ဆိုတော့ဒါတွေဟာချက်ဆက်မှုတစ်ခုတော့ရှိရမယ်လို့ရှင်ညွန့်နေပါတယ်။ပြီးရတဲ့တလက်စားတဲ့အာသာရဲ့စကားတွေကိုဘာသာပြန်မှုအတွက်သူတို့တွေအမေဆုံးနဲ့တွေ့ခဲ့တဲ့တော့ကကုကြီးကဘူးတဲ့သူစီကိုအာသာစကားပြောခဲ့တဲ့ဖိုင်ကိုပို့ထားကြောင်းပြောလိုက်ပါတယ်။ဒါတညမှာတော့အပြုံမဲ့ဘာကနေကောင်းမလေးတယောက်ထွက်လာပြီးသူ့ကိုလာဆောင်နေတဲ့ကောင်းလေးနဲ့စကားပြောကလိုက်ဆောက်နေကြရင်နေရာတစ်ခုကိုရောက်မှာတော့နှလုံးကိုထိုးပေါက်ပြစ်လိုက်ပါတယ်။ ပြီးရတယ်အပြော်မယ်လေးလေအိမ်ကိုပြန်ရောက်လာကအစီအနေကိုလုပ်ပြီးဂါရာရုတ်ကနှလုံးကတစိစားနေရင်သူ့ရဲ့ခန္ဓာကိုယ်လေးကိုစွန့်ရည်နေစိတ်ဝင်နေပြီသူ့ရဲ့နှလုံးကလည်းအယောင်လေးလေးနေကမျက်စိကလည်းအယောင်ပြောင်းသွားခဲ့ပါတယ်ဒင်းမျက်ဆက်ကလည်းသူနာပြုမာလေးစီကနေစစ်စစ်ချက်တစ်ခုယူလိုက်ပြီအဲ့ဒါတော့ဖောကလုံခဲတဲ့တဲ့တော့ကကြောက်ခဲအလူခံခဲ့ဘူးပြီအလူရှင်ကအာသားကိုလှူခဲ့တဲ့သူနဲ့အတူတူပဲဖြစ်နေကြောင်ပြောလိုက်ကသူတို့လှူခဲ့တဲ့သူကဘရစ်ဟုံးဆိုတဲ့အားကစားမှာအရေးထူးချုံပြီးစွန့်ရတော့ရတဲ့သူဖြစ်ပြီးလုံခဲတဲ့နေ့ကပဲကားအက်ဆီဒင့်ကြောင့်ဖုံးသွားတဲ့သူဖြစ်ကြောင်ပြောလိုက်ပါတယ် ဆက်အားလေဒါဆိုရင်အဲ့လူကသူ့ရဲ့ခန္ဓာကိုယ်ကိုဘယ်နှယောက်ကိုလှူခဲ့ရလဲလို့မေးလိုက်ပြီးဒဲကလည်းအာသာနဲ့ဖော်ပြီးရင်တော့26ယောက်ကြံသေးလို့ပြလိုက်တာကြောင့်ဆက်လက်ညလုံးပြူသွားပါတယ်။ပြီးရတယ်ဒင်းတို့လည်းဘရိုဆောင်ရဲ့အိမ်ကိုသွားနေကြရင်လမ်းမှာဒင်းနဲ့ဆက်လည်းမကျေမချက်တွေကိုဖွေရကရိုက်ဖြစ်ကြပါတယ်။အကြောင်းကတော့ဆက်ဟာဒီအချိုးမရှိတဲ့အလုပ်တွေကိုရက်ပြီးသူ့ရဲ့ဘဝတလန်အတွက်တက္ကသိုလ်ရဲ့တက်ချင်လာကဒင်းတို့လည်းသူ့မရှိဘဲနဲ့တက်တောင်နေခဲ့ရမလို့ဒင်းလည်းတယောက်ပြတ်အစီမေပါပါလို့ပြောလိုက်တာကြောင့်ဒင်းလည်းစိတ်မကောဖြစ်သွားပြီ။နောက်မှာငါ့ကိုကူညီဖို့အတွက်ရေဖွေးဖို့အတွက်တိုင်ပင်ဖို့အတွက်ညီဒီအညာကြီးမှရှိနေမှာမဟုတ်တာလို့ပြန်ပြောလိုက်ပါတယ်။ ဒီလိုနဲ့ဘရီဟိုဝဲအုံလာကြရတယ်စကားသားကိုဖျက်လိုက်ကြပြီဘရီဟိုရဲ့အမေ LC ကို FVA အရောက်ဆောင်ကဝင်လာကြပြီဘရီဟိုဝဲတိစုံမှုကိုမေးခွန်းထုတ်ကြပါရယ်အန်လီကတော့သူသားတိစုံခဲ့တဲ့နေရာမှာမိုးရွာတာကားပိတ်ချော်တာမျိုးမရှိဘဲဒီတိုင်းပဲကားကြီးရပဲတောက်အုပ်ကိုပေါက်ချသွားတာမို့လို့ထူးဆန်းနေကြောင်တွေ့လိုက်ပြီဒီလိုဟာဘရီဟိုကားအစီးတက်ဖြစ်တဲ့နေရာမှာမိုးရွာတာကားပိတ်ချော်တာမျိုးလုံးဝမရှိဘဲကားပဲဒီတိုင်းတောက်အုပ်ကြီးကိုပေါက်ချသွားတာမို့လို့ထူးဆန်းနေတော့လို့ပြောလိုက်ရအန်လီကတော့ဒါတွေအကုန်လုံးဟာကန်တဲကြောင်ပါပဲလို့ပြန်ပြောလိုက်ပါရယ် ဒါမဲ့ဒင်းရဆက်ပြီးဘရိုလုံးမတည်ခင်တော့ပစ္စည်းတွေပါစုရတာဝါသနာပါလားရွှေဝင်ကလည်းဂျေပစီပစ္စည်းဂမ်မီယာအထုပ်တွေစတာတွေယူပြောတဲ့အခါကျောင်းအဲ့နေရာမျက်နှာပြတ်သွားပြီးသူလည်းတောင်းချင်ရှိလို့ဆိုကဒေးလို့ပြန်ခိုင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာအန်လိုက်ရဲ့နောက်မှာအပြော်မဲ့ရန်ဒါရှိနေပြီသူတို့ကဘိုင်လာမေးရတယ်ရှင်ဘိုင်ပြဖြေခဲ့လဲလို့မေးနေပြီဘရိုဟိုကအသက်ပြင်ဆင်ချင်လို့ရှိရင်ဘာမှမပြောနဲ့တော့လို့ချိန်ချောက်လိုက်ပါတယ်အဲ့လေကတော့နေပါလို့ဒီလိုလာလဲလို့မေးနေရင်ရဲရအခုအချိန်ကြီးဘရိုတွေတဲ့ကိစ္စကိုမယုံသေးတာဖြစ်နေကြတော့လို့ပြောလိုက်ပါတယ် ်ဘရန်ဒါကတော့ငါ့ရဲ့ရှင်ဘက်ထဲမှာရှိတယ်သူ့ရဲ့တလောကခုန်နေတယ်ဒါကြောင့်သူချစ်တဲ့သူရဲ့အမေကိုလာပြီးစားကြောက်တာပဲလို့ပြောလိုက်ရင်ဘရစ်ဟိုးကိုတကယ်မသိသေးချင်ရင်တိတိနေတော်လို့ချင်းချောက်လိုက်ပါတယ်ဒင်းတို့ကတော့မော်ဒယ်ပြောင်းလာပြီးဒင်းဟာအဲ့လယ်ဟာတကူကိုလို့ရထားဖျက်ချောက်ပြောနေရင်ဆန်စီကိုရှင်းအောင်ပညာရှင်စီကနေဖုန်းဖက်လာကသူအခုပဲအတိပ္ပယ်ဖော်နေကြပွင့်နေပြီးသူပြောတာတွေဟာခေကေရိုလို့ခေါ်တဲ့နတ်ဘုရားရဲ့အကြောင်းတွေကိုပြောနေရဖြစ်ပြီးဘာယာလူမျိုးစုကကိုကိုွက်တာဖျက်ချောက်ပြောပြပါတယ် ဘင်းကတော့ကွမင်တာကိုအမှတ်တမှတ်ကြည့်လိုက်ရင်ဆန်ရဲ့ကြောက်ရွံ့စာတွေကိုတွေ့လိုက်ရအောင်ဘင်းကဆန်မင်းတကယ်ပဲဒီလောကနဲ့ထောက်တော်မှုစူးစမ်းနေရလားလို့မေးနေပြီဆန်ကတော့ဒါရီယာရွေးချယ်မှုတသက်ပါပဲလို့ခွင့်ပြုတ်ပြတ်ပြေးလိုက်ပါတယ်ဒါကြောင့်ဒင်းလေဘာမှဆက်မပြောတော့ဘဲအမှုတောင်းအောင်ပဲအယုံမဲဆက်လိုက်ကအဲ့လေဟာသူတို့ကိုတခုထိုင်နေတာရှိရဲ့လို့တံပြရှိနေရကြအောင်ညဘက်မှာအဲ့လေအိမ်တွေကိုခိုးဝင်လိုက်ကြပြီအိမ်ထဲမှာပစ္စည်းကောင်းတွေအပြည့်ရှိနေရကြအောင်ဒင်းကတော့အင်တာနက်မှာဘာလို့ပြန်ရောင်းကောင်းမလဲလို့ရှာနေပြီဆန်ကတော့တခုထူးဆန်းတာတွေ့လို့ဒင်းကိုလက်ခေါ်လိုက်ပါတယ်အိမ်ခန်းထဲကဗီဒီယိုတစ်လုံးထဲမှာအဲ့လေရဲ့အဝတ်တွေနဲ့ဘရီတိုရဲ့အဝတ်တွေဟာအတူတူရောနေတာကိုတွေ့လိုက်ရ ညောက်သားလည်းထူးဆန်းနေကြပြီဒေရတော့အိယာကိုကြည့်လိုက်ကဆက်ဟောကောင်းညိမ့်ပြလိုက်ပါတယ်ဒီလိုနဲ့ဆက်ချာပွေကြရင်ဘီယိုတခုတည်းကနေအခဲတခုလောက်ဖြစ်လာကြပြီအထဲမှာတော့ break ကစူစောင်းတဲ့အားကစားပစ္စည်းတွေကိုတွေ့လိုက်ရပါတယ်ဒေရလည်းကြောင်တစ်ချောင်းနဲ့ကနေဆာရီတွေကိုထုတ်လာလိုက်ပြီးတခုချင်းဖက်ကြည့်နေပါတယ်စာရီကတော့ break ဆုံးကသူ့ရဲ့ချစ်သူစီကိုရေးထားတဲ့စာရီဖြစ်နေပြီးတခုပြီးတခုဒေလို့ကဖက်ကြည့်နေရင်းနဲ့အချို့ချို့သောစာရီမှာလူငယ်နှစ်40လူငယ်နှစ်50တုံးကလူဝင်နဲ့ရှင်ပြန်ပြီးတော့အနိုင်ယူခဲ့ရတာတွေပါရေးထားကြအောင်ဒေလို့လည်းကြောက်လာကြကဘာကြီးလဲဒီကောင်ကအသက်60တုံးနေပြီလားလို့ရေးထုတ်လိုက်ပါတယ် ဒီလိုနဲ့အခမ်းအောက်ပြန်ကဆန်ရရှာဖွေးစင်းနေတော့ဘောလုံးသမားတန်ကားပေါင်းတဲ့သူဘေ့စ်ဘောကစားသမားလက်ဝဲကစားသမားအသားရှိတဲ့သူတွေကိုဒင်းအောင်ပြလိုက်ပြီးသူတို့တို့တခြားကြီးဆိုခါအားလုံးရဲ့မျက်နှာအချိုးစားတွေကတူနေတော့ဆိုပြီးဒင်းအောင်ပြလိုက်ပါတယ်။ဒါကြောင့်ဒင်းရလည်းဆက်စုနစ်ကလေးဘုံတစ်ဘုံလောက်꽈တဲ့သူတွေဟာဒီကောင်တစ်ကောင်လဲလာလို့ပြောနေရင်ဆန်ရတော့ KKYO ဆိုတဲ့အကြောင်းကိုတည်သွားပါတယ်။အဲ့ဒါကတော့ KKYO ကိုကိုွယ်တဲ့မာယာလူမျိုးစုတွေကအားကစားအောင်အယံဝါဒနာပါကြပြီးအားကစားမှတိုင်မို့အတွက်ဆိုရင်သူများရဲ့နှလုံးကိုဖောက်ပြီးတော့အဆုံးသတ်ရတယ်လို့အယူရှိကြောင်းပြောလိုက်ပါတယ်။ ဒါကြောင့်ဆက်ရလေဘရစ်ဆုံးဟာကီကီရိုနဲ့ပြားတယ်အပေးလိုထားတာဖြစ်ပြီးသူထင်တာကမမအောင်ဆိုရင်ဘရစ်ဆုံးဟာလုံခဲ့နှစ်ကိုရကလေးဟာရှိလာတာဖြစ်ပြီးဒီဒီနဲ့အားကစားတွေမှာပတ်ပြီးအနိုင်ယူနေရဖြစ်လောက်မယ်လို့ကောက်ချက်ချလိုက်ပါတယ်ဒီတော့မှာတော့အကြောင်းရင်းတစ်ခုကြောင့်ထိုးသူလည်းတည်သွားခဲ့ပြီးသူ့ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုလက်ခံတဲ့သူတွေကလည်းသူစတင်ခဲ့တဲ့ကြိစာတွေကူတော့မှာပဲလို့ပြောနေရင်ဆက်ဟာဆက်ချဝင်နေရတယ်တခုခုတွေ့လိုက်ရကဒီဟုတ်ခေါ်လိုက်ပြီးပုံတပုံတက်လိုက်ကပုံထဲကလက်ဝဲသမားကိုသူ့ဇနီးကလာအားပေးနေတာကိုပြတ်လိုက်ပြီးဇနီးဖြစ်သူကလည်းအဲ့လန်နဲ့အတော်လေးစီနေတာကိုတင်ရတွေ့လိုက်ရပါတယ် ဒီလိုနဲ့ပဲနောက်နေ့မှာအဲလစ်စီကိုသွားကြပြီဆန်ဟာအခုလူတွေသိနေတယ်ဒါကြောင့်ငါတို့ကကူညီပါလို့ပြောနေပြီအခုတနေ့အတွင်းမဘာတွေဖြစ်နေလဲဆိုတာကိုသိလားလို့မေးလိုက်ပါတယ်အဲလည်းလည်းအစတော့ညင်းနေပြီပဲနောက်ပိုင်းမှာတော့တဖြည်းဖြည်းလက်ခံလာပြီးတောက်လန်တကြားနဲ့ဘရစ်တာတိတ်သွားလို့ရှိရင်ဒီကိစ္စတွေအားလုံးကအဆောက်အအုံပဲလို့ထင်ခဲ့ရလို့ပြောနေရင်အခုဖြစ်ဖြစ်နေရတဲ့အကုန်လုံးတော့သူဘာမှမသိကြောင်းပြောလိုက်ပါတယ်ပြရတဲ့အဲလေယာဘရစ်ကက်မာယာနဲ့မယာအေရိုးဖြစ်ပြီးလုံခဲ့တဲ့နှစ်ထောင်ပေါက်ပြသခဲ့ရာအသက်ရှင်နေခဲ့ပြီးအားကစားလုပ်ရတာကိုအရင်နဲ့တက်တဲ့ကောင်လေးဖြစ်ကြောင်းပြောပါရည် သူဟာအားသာလုပ်ရတာကိုတိုက်တာကြောင့်အများနဲ့အားသာလုပ်နေရဖို့အတွက်ကီကီယုံတို့ဖျားစီမှလည်းအပေးယူတွေကိုအများနဲ့လုပ်ခဲ့တာဖြစ်ကြောင်းပြောပါရတယ်။ပြီးတော့သူ့ကိုဆက်တွေ့ခဲ့တော့ကသူ့ရဲ့နာမည်ဟာကယ်လီဖြစ်ကြောင်းပြောပြလိုက်ပြီးသူလည်းအစမသိခဲ့ပေမဲ့အန်လီဟာကိုလာပြီးနောက်ပိုင်းမှာဘရစ်ကနှုတ်ပြနေတော့ဖြစ်ပြီးနောက်ပိုင်းကျတော့မှသတိထားမိရတာကနေသူလည်းသိလာတာလို့ပြောပြလိုက်ပါရတယ်။အဲလီဟာဘက်ကီဆိုတဲ့သူမိမစီကနေနောက်ပိုင်းမှာအဲလီဆိုပြီးအသက်50ရောက်လာတော့အဲလီဆိုတဲ့အမေဖြစ်လာကြောင်းပြောပြလိုက်ကသူတို့ဟာငယ်ငယ်တုန်းကလည်းတနေရာမှာပဲနာမည်တိမ်မုန်းနေရှင်းတန်ခဲ့ရဖြစ်ကြောင်းပြောပြပါရတယ်။ ဒီလိုနဲ့အဲ့လေဟာတပြပြအိုလာပြီးဘရိတ်ကတော့ငရွယ်သမားရဲ့ယောက်ျားလေးဖြစ်လာအောင်အချို့ရာတွေကအဆင်ပြေတာဖြစ်လာပြီးဘရိတ်ကလည်းအဲ့လက်ကိုတကယ်ချင်းမိခဲ့တာဖြစ်လို့သူလည်းစိတ်တိတ်ခဲ့ရတယ်လို့ပြောပါရီဒီလိုနဲ့သူချစ်ရတဲ့သူဟာအိုပြီးတည်သွားမှာကိုမမြင်ချင်တော့တဲ့အဲ့လန်လည်းသူ့ကိုသူအဆုံးစီရင်ခဲ့လို့ပြောလိုက်ပါရီဒီလိုနဲ့ဒင်းတို့လည်းသိချင်တာသိပြရတယ်နဲ့အခုလက်ရှိမှာလူသမားဟာရှင်းအောင်ရှိနေကြအောင်ဒီကိစ္စကိုရှင်းဖို့အတွက်အဲ့လင်တိတဲ့လူတွေကိုပြောခိုင်းလိုက်ရာအဲ့လင်ကတော့အကုန်လုံးမဟုတ်ဘူးအဓိကကနှလုံးကအခြေခံပဲလို့ဘရိတ်ကပြောမှုကြောင့်နဲ့ဘရိတ်ကနှလုံးကိုလက်ခံထားတဲ့သူဟာရန်ဒါပဲလို့ပြောလိုက်တာသူရှိနေတဲ့နေရာကိုလမ်းညွှန်ပေးလိုက်ပါရီ ဒီလိုနဲ့ဒေးတို့လည်းဓာတ်ကုန်စီကင်လိုက်ကြပြီးစောက်ကြောင်မြောင်ဖောက်ဝင်လာကြကသတိနဲ့ရှာဖွေနေကြတော့မိရဲ့လေးလာပြီးရန်ဒါရောက်လာပါတယ်ရန်ဒါကဘာလဲနင်တို့ကိုအဲလဲလွှတ်တာလားလို့ပြောနေရင်ဒေးတို့ကိုအခြားသူတွေနဲ့တိုက်ခိုက်လိုက်ပါတယ် ဖောဟာဆန်အောင်ကြိုက်ပေါလိုက်ပြီးဘေးအောင်ချုပ်ထားကရန်ဒါကတော့သူဟာအရင်တော့ဟာလုံးဝခါတဲ့လေးဖြစ်ခဲ့ပြီးအခုတော့မာယာလူမျိုးတွေရဲ့နာဇီမင်းသမီးဖြစ်လာခဲ့ပြီးဆိုကဒင်းရဲ့နှလုံးကိုဖောက်ဖို့အတွက်ကြိုးစားနေတော့နောက်ကနေဆန်ဟာဖောအောင်ဆိုလိုက်ကအယုံများသွားတဲ့အချိန်မှာပဲရန်ဒါကိုဒင်းရသူ့အချက်နောက်မှာရှိနေတဲ့ဒေါက်တာဒါတစ်ချောင်းနဲ့ထိုးလိုက်ကကိစ္စတုံးပြလိုက်တာကြောင့်ရန်ဒါလည်းကိုတဲကနေမီးအနီရောက်နေထွက်လာကအော်ရင်ကိစ္စတုံးသွားသလိုဖောအောင်လည်းကိစ္စတုံးသွားခဲ့ပါတယ်ဒီလိုနဲ့ကိစ္စတွေပြီးသွားတာနဲ့ဆန်တို့လည်းအဲလင်းစီပြန်သွားကြပြီသူတို့တွေလက်ဆက်တက်ခိုင်ရဲ့ကြောင့်တော့ကပြတ်ထွက်လာကြပါတယ် ကားပေါ်မှာတော့ဒင်းဟာသူတို့တွေအတူတူအမှုလိုက်နေကြပြီးအောင်မြင်ခဲ့ရကြောင်ပြောနေပေမယ့်ဆရာတော်ကဲဖေးကိစ္စပြီးလို့ရှိရင်သူအပြီးထွက်သွားရမယ်လို့ပြောလိုက်ပါတယ်။အဲဒီစကားကြောင်ဒင်းကအစမကောက်ဖြစ်သွားခဲ့ပြီးဘာလို့လဲလို့မေးလိုက်ရာဆရာဒင်းမရှိရတဲ့နေ့အတွင်းမှာသူဟာတာမန်ဘွားလေးမှနေခဲ့ရပြီးသူဖြစ်ရှင်တဲ့ဘွားမျိုးလေးကိုသူတို့လူကြီးကြောင်ပြောနေရာဒင်းကလည်းသူလည်းအဲ့လိုဘွားမျိုးကိုရခဲ့ပြီးဖြစ်ကြောင်ပြောနေပေမယ့်ဆန်သူ့ကိုပြန်လာခေါ်တော့သူလည်းအားလုံးထားခဲ့ပြီးလက်လာခဲ့ရကြောင်နဲ့အခုတော့အားလုံးဟာပျက်စီးသွားပြီဖြစ်ကြောင်ပြောပြလိုက်ကဘာစကားမှဆက်ပြောမနေတော့ဘဲကားပဲမောင်းနေလိုက်ပါတော့တယ်။ ဒါမဲ့ဆန်ရတော့ဒဲနဲ့မတူပဲသူနဲ့အမလီယာတို့ရဲ့အတိတ်ကပျော်စရာမညံ့နေကိုပြတ်တွေးနေရင်တိတ်ဆိတ်သွားပဲလာခဲ့လိုက်ပါတယ်။